အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စက်သားဇင်ရောဖြစ်ပါတယ်2025ခုနှစ်မတ်လ29ရက်ကြာသာရီနေ့နံနက်ခင်းစီရေးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြသွားမှာဖြစ်ပါတယ်နေပြည်တော်တိုင်းစစ်ဌာနချုပ်နေမြေရဲ့စီရေးလှုပ်ရှားမှုအခြေအနေလေးတွေပြောပြပေးပါမယ်တောင်းခမ်းပြန်အီလာချင်းဆက်အမှတ်300ရက်နေ့ချင်းပြန်တိုက်ရင်ဟာနားရမယ်ဆိုပြီးမနားရပါဘူးတောင်းခမ်းကနေအကောင်းပဂရီ တရာစင်ကျော်လောက်နဲ့နောက်တန်းပြန်ရောက်လာတဲ့အမှတ်300နဲ့ချင်းချန်တက်ရင်ဟာဖွဲ့စည်းပုံပြည့်ယုံမှာကဖွဲ့စည်းပုံကိုမရှိတော့တာဖြစ်ပါတယ်။ဒါကြောင့်အာရမစူဆောင်းခံလူသစ်တွေနဲ့အ мян ခြေတင်းကလည်းမြေစိုးမိုးရေးဆိုပြီးချက်ချင်းလွတ်လိုက်ပါတယ်။အဝေးအဆဲပေါင်းလောင်း၁၀နဲ့အမှတ်120နဲ့ခြေလင်တန်းရင်အခြေဆိုင်ရာလွှဲထီးဖက်ထီးလှုပ်ရှားစစ်ကြောင်းထိုးနေရတာဖြစ်ပါတယ်။ယခုလက်ရှိမှာတော့ရှမ်းလေပြည်ဘက်မှာအခြေပြုနေပါတယ်။နေပြီးတော့ ကုံကင်းစာဆဲဘက်မှာစနွတ်နဲ့အိတ်တွေကလက်နဲ့တွေဖမ်းမိတာမှတ်မိကြအောင်မယ်ထင်ပါတယ်စကားစဘက်ကခိုင်လုံတဲ့သတင်းရရှိလို့ဖမ်းဆီးစစ်ဆေးတာမဟုတ်ပါဘူးထုံးစံအတိုင်းဂိတ်မှာဂိတ်ကြီးကာသမားကတုံတောင်းပေးပါတယ်စစ်တပ်ကသတိတောင်းပါတယ်ကာသမားကမပေးနိုင်ဘူးပြောလို့ပစ္စည်းတွေစီးရင်မိသွားတာဖြစ်ပါတယ်ဒါကြောင့်အထာလေးတွေနှက်ဖို့လိုပါတယ် အဲ့ဒီဖြစ်စဉ်ပြီးမှာအမှတ်120ချင်းချင်းတက်ရင်ရလှုပ်ရှားစစ်ကြောင်းငယ်တခုဟာလွှဲကြီးနယ်မြေထဲမှာနယ်မြေရှင်းနေစဉ်လက်နက်ငယ်16လက်ထပ်မံ30ရမိခဲ့ပါတယ်။ဒါကြောင့်နေပြည်တော်ကောင်စီနယ်မြေဟာကျောမလုံးတော့ပဲအမှတ်300နှစ်ချီမှန်တက်ရင်ကိုတပတ်ကျော်တာအနာပြပြီးဆေလွတ်လိုက်တာဖြစ်ပါတယ်။ဒေါ်ရင်မေလို့ခေါ်တဲ့ဒုတရမှုတွေကိုတက်ရင်မှုတွေအဆင့်တိုးပြီးတဲ့အဆင့်တိုးပုတ်တစ်ခုထပ်ပါတယ်။စစ်သက်ကလို့အမှတ်စဉ် 48ကမြင်းစီးဆင်းတဲ့ငတိတွေနဲ့စစ်တပ်ကလို့ပတ်စင်း48ကဓားကင်ဆင်းတဲ့ငနာတွေဖြစ်ပါလေမြင်းစီးဆင်းတယ်ဆိုတာကတော့နောက်ဆုံးအမှတ်စဉ်ကနေဆင်းခဲ့တာဖြစ်ပြီးဓားဆက်တဲ့ငနာတွေကတော့ရှေ့ဆုံးကနေကြောင်းဆင်းတာဖြစ်ပါလေယခုအမှတ်300နဲ့ချင်းပြန်တန်ရင်ကိုရောက်ရှိလာတဲ့ယာယီရင်မှုမောင်မောင်တက်ဟာဒေတာကိုကဲမှုစစ်ဌာနချုပ်ပြီးလက်အောက်ခံတက်တက်ကပြောင်းရွှေ့ရောက်ရှိလာတာဖြစ်ပြီး2022ခုနှစ်မှာ ရှမ်းမြောက်တိုက်ပွဲမှာဒဏ်ရာရရှိထားမှုတွေလည်းဖြစ်ပါတယ်။အမှတ်85ခြေလင်းတိုက်ရင်ကဒုတရရင်မှုဘုံမှုဖြိုးတီဟအောင်ကတော့ကံယူရန်ဒေတာတိုင်းစစ်ဌာနချုပ်လက်အောက်ခံဗိမျိုးအခြေဆိုင်အမှတ်13ခြေလင်းတိုက်ရင်ကိုယာယီတိုက်ရမှုဖြစ်ပြောင်းရွှေ့သွားရှိပါတယ်။အဲ့ဒီငတိကတော့ပင်လယ်ပြင်စိုးမိုးရေးတပ်အာရကေရှန်နယ်ဆိုပြီးညူဒူးပျော်ပါနေတယ်လို့လည်းသိရပါတယ်။ဒါကတော့နေပြည်တော်နယ်မြေတွေကတိုက်ရင်မှုဒုတရရင်မှုအချိန်ပြောင်း တချို့ပဲဖြစ်ပါတယ်။ဘကူတိုင်းရှိချမ်းဝေါမျိုးနဲ့လက်ပံရွာကိုစစ်မော်တော်ယာဉ်တစ်စင်းရောက်ရှိလာပါတယ်။ရောက်ရှိလာပြီးမကြခင်မှာပဲဒရုန်းတစ်စီးလွတ်တင်ခဲ့ပါတယ်။မွန်ပြည်နယ်စိုက်ထုံမြို့ခရွေးရွာနဲ့ထမ်းမင်မြောက်ရွာပတ်ဝန်းကျင်ကိုဘုံဒီနှလုံးကျဲချကြိုက်ခိုက်ခဲ့တာဖြစ်ပြီးအထိကိုက်ကိုတော့စီစစ်နေသေးဖြစ်ပါတယ်။ထပ်မံပြီးညပိုင်းမှာလဲ၈၁မမစိန်မြောင်းတလုံးကျွန်းရွှေဝါတောင်ဂျော်ဘက်ကိုပြစ်ခတ်တိုက်ခိုက်ထားပြန်ပါတယ်။ ကျောက်တကားမျိုးနဲ့စစ်ကောင်စီလက်နက်ကြီးစခန်းအခြေပြုတပ်ဆွဲထားတဲ့ထွေးဥရုံးထဲကို short တိုက်တုံးသုံးလုံးပြစ်ခတ်တိုက်ခိုက်ထားနိုင်ခဲ့ပြီးထိခိုက်မှုစီးရင်ကိုတော့စုံစမ်းနေသေးဖြစ်ပါတယ်။ဇမန်နေ့ညနေပိုင်းမှာထိတ်တန်းစားတော့ဆိုင်အနီးကိုစစ်ကောင်စီရဲ့ drone ဖွဲ့ရောက်ရှိလာပါတယ်။ရောက်ရှိလာပြီး drone တစ်စီးကိုဘုံတက်စင်ပြန်နှမ်းပါတယ်။ drone ဟာအပေါ်တက်ပြီးမကြာခင်မှာပဲချက်ချင်းဆိုသလိုပြုတ်ကျပောက်ကွဲခဲ့လို့ drone ကင်နဲ့ drone စစ်တီ၃ယောက် မက်ဆီအလိုလိုကြိုက်သွားရပါတယ်။ဘကိုတိုင်းနောက်ချမ်းဘရောင်းတန်နယ်တဲကညောင်ကျိုးစခန်းကိုစစ်ကောင်စီဟာလက်လွတ်လိုက်တော့မယ်အခြေအနေဖြစ်နေပါပြီ။ဒေတာကိုကယ်ရေးမှုစစ်ဌာနချုပ်ပြည်ကနေစစ်ခုမပေးနိုင်တော့ဘူးလို့ပြောလိုက်ပြီးဖြစ်ပါတယ်။ပြစ်ခုပဲပေးတော့မယ်လို့သိရပါတယ်။နောက်ဆုံးစစ်ခုတွေဖြစ်တဲ့စင်တဲ့ခြေဆိုင်အမှတ်၃ကာဝေးပစ္စည်းဆက်ယုံကျော်သွားခြေဆိုင်အမှတ်ခုကာဝေးပစ္စည်းဆက်ယုံနဲ့ ကျောက်ဖူးအခြေဆိုင်အမှတ်၉ကာကွယ်ရေးပစ္စည်းဆက်ယုံကထုံနှုတ်အင်အားဖြင့်ရင်တန်းဂျိုးမဘော်အတက်မှာကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ရှားပြတိုက်ခိုက်မှုကြောင့်ယင်တိမ့်မောက်ပြီး၂ယောက်မဆီ၃ယောက်ဟာစီဟာစီဖြစ်သွားပြီးနောက်ပိုင်းစစ်ကူမပိုးတော့ဘူးဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။အမှတ်၆ကာကွယ်ရေးပစ္စည်းဆက်ယုံကတော့ဂျိုးဘော်ကိုအင်အားဖြင့်ပြန်ပို့လိုက်တိုင်းပြန်လာလာရဲ့ဖက်ပြေးကုန်ကြရတယ်မဟုတ်ဆက်ယုံခံစစ်ကူသာပြင်ဆင်နေကြပါတော့တယ်။ရှားမညမြေတိန်စရမျိုးအခြေဆိုင် အမှတ်330အမြောက်တိုက်ရင်ကနေ120မမတစ်လုံးပြစ်ခတ်တိုက်ခိုက်ထားခဲ့ပြီးကြားရောက်ပေါက်ပွဲတဲ့နေရာကတော့စုံစမ်းနေသေးတာဖြစ်ပါတယ်။စကိုင်းတိုင်းအတွင်းကစကိုင်းမင်းကုန်းလမ်းပိုင်းကိုယာယီအသုံးမပြုကြဘဲကာကွယ်ရေးတပ်ဖွဲ့တွေကဒေသခံပြည်သူတွေကိုပန်ကြားထားတာရှိပါတယ်။မင်းကုန်းရဲစခန်းနဲ့ညာသိန်းတန်ပြူစခန်းကိုဖိတ်ဆို့တိုက်ခိုက်ခံရပြီးနောက်ပိုင်းတမ33ရဲ့မြေပြင်စစ်ကြောင်းတွေထွက်လာတဲ့အချိန်မှာလဲ ခြေရောက်ရောက်တိုက်ခိုက်ထားနိုင်ခဲ့ပြီးဒုတိယတက်မှမှုဇင်မျိုးဦးထိခိုက်ခံရရတဲ့အထိအထိနာစေခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်စစ်ကောင်စီဟာလမ်းသွားလမ်းလာဒေသခံတွေကိုအသက်အန္တရာယ်ပေးနေတာဖြစ်တဲ့အတွက်ယာယီအသုံးမပြုရမြစ်တာရပ်ခံခြင်းဖြစ်ပါတယ်။လက်ရှိနောက်ဆုံးအခြေအနေမှာတော့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ရှေးဟောင်းသာသနိကအဆောက်အုံတွေပျက်စီးမှာကိုထဲ့သွင်းတွတ်ချက်ပြီးဒေသခံကာကွယ်ရေးအဖွဲ့တွေကပြန်လည်ဆုတ်ခွာထားလိုက်ပြီဖြစ်ပါတယ်။မန္တလေးတိုင်း ကျောက်ကောင်မြို့နယ်စက်မရွာမှာကာကွယ်ရေးတပ်ဖွဲ့တွေတစိမ့်စိမ့်ဝင်ရောက်လာပြီးခြေကုပ်ယူနေတာကိုစစ်ကောင်စီတရင်ရရှိသွားပြီးဖြစ်ပါတယ်။ဒါလည်းထောက်လန်းရေးတရင်မဟုတ်ပါဘူး။နယ်မြေခံတွေကဖုံးဆက်ပြီးတရင်ပေးခြင်းဖြစ်ပါတယ်။ဒီလိုဖြစ်စဉ်တွေများလာရင်အခက်ရစေပါလေ။သတိထားကြဖို့အရန်အရေးကြီးပါတယ်။ယခုလိုဖြစ်ရမျိုးတွေအတွက်အကျေတဝင့်ပြောပြပါအောင်မယ်။ငါတို့အတွက်အောင်ပွဲလား၊ပြည်သူအတွက်အောင်ပွဲလား၊ကွဲကွဲပြားပြားဖြစ်ဖို့လိုပါတယ်။တနိုင်ငံလုံးအတွက်အောင်ပွဲကိုသာရှေ့ရှုရမှာဖြစ်ပါတယ်။ AR တိုင်းမြောက်ဆန်းစစ်နယ်ဘက်မှာတော့ထမင်းတို့ပို့နေရပြီဖြစ်ပါတယ်။အမြောက်တန်းနဲ့အလံမွေးတော့တဲ့တီတာကုန်းမြင်ရွာနီးတဝိုက်ကိုတိုက်ခိုက်ရရဟရင်တိုက်လီရင်နဲ့ဘုံကျဲတိုက်ခိုက်လာတာကြောင့်ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။တီတာကုန်းမြင်ရဲစခန်းကိုတော့အင်အား90ခန့်ဖြည့်သိမ်းပြီးခံစစ်ကိုအားဖြည့်ထားပါတယ်။နောင်ချိုတောင်ခန့်အခြေအနေလေးနဲ့အခန်းရလိုက်ကြအောင်ပါ။အုံမတိရွှေညောင်မင်း30ဘက်ကိုတိုက်လီရင်နှစ်စီးနဲ့6ကြိမ်လေကြောင်းတိုက်ခိုက်ထားတာရှိပါတယ်။ တောင်ခမ်းဘက်ချမ်းမှာတော့ညောင်ဒီတဝိုက်မှာထိတွေ့မှုရပ်ဆိုင်သွားပြီးရာပြင်လမ်းစုံမှာပြန်ပြီးတိုက်ပွဲဖြစ်နေပါတယ်စစ်ကောင်စီဟာတောင်ခမ်းမှာအမြောက်တပ်တွေရဲ့အနီးဝန်းကျင်မှာလှုပ်ရှားနိုင်သေးတာဖြစ်ပါတယ်ဒုထဝရီတရားနဲ့အနီးဆုံးဖြစ်တဲ့မကြီးအခြေဆိုင်အမှတ်354အမြောက်တပ်ရင်းနဲ့အမှတ်900နှစ်အမြောက်စစ်စင်ရင်ကိုကဲမှုဌာနချုပ်ဓာတ်ရိုက်ချိတ်ဆက်မှုရသွားတဲ့အနေထားကလွဲလို့တခြားအခွင့်အရေးထူးထူးခြားခြားစစ်ကောင်စီဘက်ကမရရှိသေးဘူးဖြစ်ပါတယ် နောင်ချုံကသာစစ်ကောင်စီပြန်တိုက်မယ်ဆိုရင်တောင်ခန်းကနေပြစ်လို့မိတဲ့လက်နက်ကြီးတွေချပြီးပြစ်ခတ်လို့ရပါတယ်။စားရှိရင်ပြစ်နေပြီပေါ့ဗျာ။စလဲဆုံးနားထောင်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။တိုက်ပွဲရှိရင်အောင်ပွဲရှိရင်